မိမိကိုယ်တိုင်မဆုံးဖြတ်နိုင်သေးဘူးဆိုလို့ရှိရင်စာပေကျမ်းဂန်နဲ့ပတ်သက်ပြီးတော့ဆက်လက်ပြီးတော့လေ့လာရမယ်ဆက်လက်ပြီးတော့အကြောင်းတရားကိုရှာဖွေရမယ်အဲ့လိုမရှာဖွေဘဲနဲ့မဆုံးဖြတ်တဲ့မှုပေါ့နော်မဆုံးဖြတ်တဲ့စာအုပ်တော်မှာရေးထားတယ်မြတ်စွာဘုရားပါဠိကိုကိုးကားပြီးရေးထားတာဆိုတော့စာပေကျမ်းဂန်မနှက်ဆက်တဲ့ပုဂ္ဂိုလ်ကဟုတ်လို့ထင်တယ် ုတ်တိယဆိုတဲ့ပြပိုက်ကမြတ်စွာဘုရားကိုမေးတယ်အဋ္ဌိဘောဂောရမအတ္တအရှင်ဂောရမအတ္တဆိုတာရှိပါသလားလို့မေးတယ်မြတ်စွာဘုရားကမဖြေဘူးတဲ့နတ္ထိဘောဂောရမအတ္တအရှင်ဂောရမအတ္တဆိုတာမရှိဘူးလားဆိုတော့မြတ်စွာဘုရားကမဖြေဘူးတဲ့ဟမ်အဲ့တော့မြတ်စွာဘုရားကအတ္တရှိတယ်မရှိဘူးလို့မပြောဘူးတဲ့နှုတ်မှုတ် နှုတ်ပိတ်ရင်ကုန်တာတဲ့ဒါကြောင့်မလို့အနတ္တလက္ခဏာတုတ်ဆိုတာဘုန်းကြီးတွေကနောက်မှတီထွင်ထားတဲ့တုတ်ပါမြတ်စွာဘုရားကအတ္တအနတ္တအတ္တရှိတယ်လည်းမဟုတ်ခဲ့ဘူးမရှိဘူးလို့လည်းမဟုတ်ခဲ့ဘူးဆိုအဲ့ဒီတုတ်ကိုထောက်ဟမ်ဒီကလူကတော့ကြည့်လိုက်မယ်ဆိုအဟုတ်မှတ်စရာရှိတာသို့တော့အဲ့ဒီမေခွန်းဟာ interpretation ဘာသာပြန်တာမှားနေဘာသာပြန်တာမှားသွားဘယ်လိုဘာသာပြန်မလဲဆိုတော့ အတ္တဟာသာဝရရှိတဲ့အရှိတရားလားလို့မေးတာဆိုလိုတာကအဋ္ဌိအတ္တဆိုတာအတ္တမြဲသလားလို့မေးတာရှိသလားလို့ပြောတာမဟုတ်ဘူးအဲ့တော့ဘာသာပြန်ကလေးကရှိသလားလို့မေးလိုက်တာကိုမြတ်စွာဘုရားမဖြေဘူးလို့သိမိတာဒါကဒီဘာသာပြန်သူပုဂ္ဂိုလ်ရဲ့မမှန်မကန်မှုမြတ်စွာဘုရားမဖြေတာဘာကြောင့်မဖြေတာတော့ဆိုတဲ့အဓိပ္ပာယ်တမျိုးပေါက်သွားစေဒါကြောင့်မလို့ ဒီစားရဲပါရဲဆိုရုံနဲ့ဘာသာပြန်တာမှန်မှန်မှန်ကိုကြည့်ဖို့လိုအပ်တယ်။အထိအတာဆိုတဲ့မေကွန်ဟာတတ္တမေကွန်လို့ဆိုတာကိုတည့်ရရှင်းတာပါရှိတယ်လေ။အတ္တသည်အစင်ထာဝရရှိနေသလားအထိဆိုတဲ့စကားလုံးကဒီနေရာတာမန်ရှိတာမဟုတ်ဘူးမင်းမှာပိုက်ဆံရှိသလားလို့မေးတဲ့ဒီအရှိမျိုးမဟုတ်ဘူး။နော်ဒီအရှိမျိုးမေးတာမဟုတ်ဘူး။အထိအတ္တဆိုတာဒါကဖီလိုဆိုဖီမေကွန်ခေါ်တယ် သာဝရရှိနေတာလားဆိုအတ္တသည်မြဲသလားလို့မေးတယ်။နတ္ထိအတ္တကျတော့အတ္တသည် အမြဲမရှိဘူးလားဆိုတာသာဝရမရှိတဲ့အရာလားမမြဲတဲ့အရာလားဒီလိုမေးတာအဲ့ဒါဥစေတဒိဋ္ဌိရဲ့မေးခွန်းပဲ။အဲ့ဒါကြောင့်မြတ်စွာဘုရားမဖြေတာ။ဘယ်လိုလုပ်ဖြေမလဲမြတ်စွာဘုရားကအတ္တကိုလက်ခံထားတာမှမဟုတ်တာ။အတ္တကိုရှိတယ်လို့မဟုတ်ဘူးလေခန္ဓာ၅ပါးပဲရှိတယ်လို့ပြောတာ။ ကြည့်ပေါ့ဘယ်ကြီးတို့တွေကိုယ့်အကောမေးခွန်းလေးတစ်ခုမေးချင်တာနာမကားမရှိဘူးအဲ့ဒီမရှိတဲ့ကားဟာဂျပန်ဖြစ်လားတရုတ်ဖြစ်လားလို့မေးရင်ဘယ်လိုလုပ်ဖြစ်ဒီမေးခွန်းကိုဖြေကြည့်ပါလားကိုယ့်အကောမရှိတဲ့ကားဟာဂျပန်ဖြစ်လားတရုတ်ဖြစ်လားလုံးလုံးဖြစ်နော်အဲ့တော့ တာသမီမထွန်းကားတဲ့အမျိုးသမီးတယောက်မှာတာမရှိဘူးအဲ့ဒီသူမရှိတဲ့တာဟာအရထွားသလားအရပုဒ္ဒနာလို့မေးတယ်မေးဘူးလို့ဘယ်လိုလုပ်ဖြစ်အဲ့တော့မြတ်စွာဘုရားကိုယ်တိုင်ကဒီအတ္တဆိုတာလက်ခံမထားသေးတဲ့ကြောင့်အဋ္ဌိလို့ဖြေလို့လည်းမရဘူး၊နတ္ထိလို့လည်းဖြေလို့မရဘူး။ဒါကြောင့်မြတ်စွာဘုရားကမဖြေတာဖြေလိုက်ရင်တစ်ခုတည်းရောက်သွားမှာပေါ့။တစ်ဖက်ဖက်ရောက်သွားမှာပေါ့။ဖြေမဖြစ်တဲ့မေကွန်းဆိုတာရှိသေးတယ်လေ ခုနလိုမေးခွန်းပေးကြည့်မင်းကားရှိလားမရှိဘူးမင်းမရှိတဲ့ကားကဂျပန်ပြည်လားတရုတ်ပြည်လားလို့မေးဘယ်လိုလုပ်ရှိခြေလုံးမမြင်ဘူးအဲ့ဒါမျိုးတပဏိယဗျာကရဏခြေစရာမလိုတဲ့မေးခွန်းဆိုတာရှိသေးလားဟုတ်အေးမေစာယူဝါဒဆိုတာဟုတ်ခတ်တီကလေးဒီလွဲမားနေတာမျိုးလေးဘာသာပြန်တာဟာမကြလို့လွဲမားသွားတာမျိုးလေးရှိတတ် အဲတချို့ကျတော့မတိကျိုးကျွံပြုတ်ပြီးတော့ရေးတာမျိုးလည်းရှိသေးတယ်။မတိကျိုးကျွံပြုတ်ရဲဆိုတာသူကိုးကျင်တဲ့ပါဠိကိုကိုးတယ်ဖြတ်ယူတယ်သူကြံကျင်တဲ့အတိတ်ပဲပြန်တယ်အဲ့လိုမျိုးတွေလည်းပဲနှွန်တတိထား။ငယ်ငယ်တုန်းကစာအုပ်တို့ဖတ်ဘူးတယ်။အဲ့စာအုပ်ထဲမှာမာရေးထားတော့မြတ်စွာဘုရားကနတ်တွေမြမာတွေရှိတယ်လို့မဟုတ်ဘူးတဲ့။နတ်မြမာရှိတယ်ဆိုတာဘုရားလက်ခံမှုတဲ့။ဘာကိုပြတော့ တိဝိသတုတ်ကစကားတစ်ခုကိုကိုးလိုက်မြတ်စွာဘုရားကအဲ့ဒီတိဝိသတုတ်ထဲမှာပါတဲ့ပုံနာလူလင်ဝါတိထရုဘာရဒ္ဒါစာရုမိကုံထုတ်မင်းတို့ပြမမြင်ဘူးကြအတနာမမြင်ဘူးဒါပြင်မင်းတို့ဆရာတွေရောမြင်ဘူးကြမမြင်ဘူးမင်းတို့ဆရာဆရာတွေရောမြင်ဘူးတယ်လို့ကြားဘူးလားမကြားဘူးဒါပြင်မင်းတို့ရဲ့ဗေဒကျမ်းတွေကိုရေးသားခဲ့တဲ့မင်းတို့ရဲ့ဘိုးအေဖြစ်တဲ့ယသိကြီးတွေ ြမမြင်တယ်လို့ပြန်ချတယ်မမြင်ဘူးဘယ်သူမှမြင်ဘူးတဲ့လို့သူတို့မှတ်တမ်းမရှိဘူးပေါ့အဲ့တော့မြတ်စွာဘုရားပြောတာမင်းတို့က blind lead to blind ပဲခြေကသွားတဲ့လူကလည်းအကန်းပဲနောက်ကလူကလည်းအကန်းပဲအကန်းကိုအကန်းကနေဥဆောင်နေတာဖြစ်မှာပေါ့တဲ့မင်းတို့မမြင်ဘူးပဲနဲ့ဂျမားကိုပြောနေကြတယ်ဆိုရင်အဲ့ဒီစကားလေးကိုဖြတ်ယူပြီးတော့ကြည့်မြတ်စွာဘုရားကဂျမားမရှိဘူးလို့ပြောတာတဲ့ဒီလိုရေးထား အဲ့ဒီစာပတ်ရဲ့နောက်ကစာပိုက်ကိုတော့သူကမြုပ်ထားတယ်။စာပတ်တဲ့လူတွေကဘလုံးလုံးရှာတွေ့မပါတော့ဘူး။အဲ့ဒီတုတ်တုတ်လုံးကိုသွားဖတ်ကြည့်လိုက်လို့ရှိရင်အဲ့ဒီတေဝိဆာတုတ်သူပြောသွားတဲ့စာပတ်ရဲ့နောက်စာပတ်ကိုဖတ်ကြည့်လိုက်လို့ရှိရင်ငါဟာမြမာကိုလည်းမြင်ဘူးတဲ့။မြမာပြည်ရောက်ချောင်းတရားကိုလည်းငါဟောနေတယ်။သူတို့ဟာဘာကြောင့်မြမာပြည်ကိုရောက်သွားကြတယ်ဆိုတာကိုလည်းငါသိတယ်။အဲ့ဒါကြတော့ဖြုတ်ထားတယ် အဲ့အဲ့ဒါလို့စာပေကိုးကားတဲ့အခါပါဠိတော်ပါဠိတော်လို့ဒီလိုကိုးလိုက်တာလေးနဲ့လည်းသွားပြီးတော့အထင်မကြီးနေနဲ့အတိဘယ်ပြန်ဆိုတာလဲမှားတယ်မလို့အပ်တာတွေဖယ်ပြီးတော့ဒီလိုချင်တာလေးဆွဲပြီးတော့တွေးတာတွေလည်းရှိတယ်အဲ့ဒါတွေကအလွန်အန္တရာယ်များတဲ့ဟာတွေအလွန်အန္တရာယ်များဒါကြောင့်မလို့မူရင်းကြကြသိအောင်ခေါင်းကြီးတို့ကလေ့လာကြရမူရင်းစာပေတွေရတယ်မူရင်းစာပေတွေမှာလေ့လာတဲ့အခါမှာတော့မှပဲ မစုံသေးလို့ရှိရင်ခិតတခဏအနေနဲ့အစမ်းတဘောပဲမှတ်ထားတယ်ဆွဲဆွဲမြင်းမြင်းလက်ခံထားတာမဖြစ်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားကကာလမတုတ်တံမှာဆိုမာပိတကတံပဒာနေနစကလုံးလေးချက်စာပေချမ်းကမှလာတယ်လို့ဆိုယုံနဲ့တယ်လမ်းမဆုံနဲ့လို့ပြောတယ်ဘာလို့ကိုယ်ပိုင်အသိဉာဏ်နဲ့စူးစမ်းစစ်နောက်ဆုံးမှလူတွေကအေး တမနောနောဂရုတို့ရဲ့ဆရာတော်ကြီးကပြောတဲ့စကားပဲဆိုပြီးတော့ဆရာစကားဆိုပြီးလမ်းဆုံးတယ်ဒါလည်းမဆုံးနဲ့တဲ့မြတ်စွာဘုရားအော်ဒီစကားလေးကတော့မှတ်ထိုက်တယ်လို့ကိုယ်စိတ်ထဲမှာသဘောကျတော့မှတ်ထိုက်တယ်ဆိုုံနဲ့လည်းပဲမှတ်မထားနဲ့အောင်နဲ့လမ်းမဆုံးနဲ့အောင်ကိုယ်ပိုင်ညာနဲ့စင်ရင်စဉ်းစားလိုက်ဒါမြတ်စွာဘုရားကိုယ်ပိုင်ညာသုံးဖို့မြဲတယ်ဟောတာလောကမှာဘာသာရေးခေါင်းဆောင်နေတယ်ကဘာပေါ်မှာပေါ်လာတဲ့ဘာသာရေးခေါင်းဆောင်နေတယ်ဖြစ် ငါပြောတဲ့အတိုင်းမယုံကြတဲ့ငါကိုယ်ကိုလည်းပဲမင်းတို့စူးစမ်းရှာဖွေကြလို့မြတ်စွာဘုရားတဦးပဲရေရင်ဝန်ပြောနော်မြတ်စွာဘုရားတပါးပဲဒီစကားကိုပြောဝိမန္တကတုတ်ဆိုတော့ရှိတယ်ငါပြောတာနဲ့ငါကိုယ်မယုံနဲ့မင်းတို့စဉ်းစားအောင်ငါဟာတကယ်ကိုစစ်မှန်တာလားဆိုတော့တခံစဉ်းစားညာကိုမြတ်စွာဘုရားအူစားပေးယုံကြည်မှုကိုအူစားမပေးဒါဖြင့် ုရဘာသာမှာတရားတရားမရှိဘူးလားဆိုတာရှိတယ်။ဘုရားဘာသာမှာပါတဲ့တရားတရားဟာရှေ့ပိုင်းကဒီသူတော်ကောင်းနဲ့ဆုံတွေ့ဖို့အတွက်ပူဇော်ပေးတဲ့သဘော။မဂ္ဂင်ရှိပါတဲ့ကြတရားတရားဆိုတာမပါတော့ဘူး။တကယ်အရေးကြီးတဲ့အပိုင်းမဂ္ဂင်ရှိပါတဲ့မှာတရားမပါဘူး။နော်။ပညာဟာအမတန်မှအရေးကြီးဘူး။တမ္မာဒိဋ္ဌိကစပြီးဟောတာ။ဒါအမတန်မှအဓိပ္ပာယ်ရှိတယ် ဒီအင်ဘာသာတွေသွားကြည့်လေဖိယုံကြည်ရမယ်ဒါပဲအဓိကယုံရမယ်ဘာပြောပြောယုံရမယ်စောကတက်ဆရာမလို့ဘူးဆိုတဲ့အတိုင်းပဲယုံရမယ်ဆိုတာရသော်ဗျာလို့မဟုတ်ဘူးစောကတက်ခွင့်ပေးထားစောကတက်နိုင်နေယုံနေဆိုတာမဖြစ်ရရသော်ဗျာရဲ့တပည့်သားတွေဟာရှင်သာရိပုတ္တရာတို့ ဒီတရားတရားမြတ်ရသွားတဲ့ပုဂ္ဂိုလ်တွေဟာတရားရင်လမ်းဆုံးတဲ့ပုဂ္ဂိုလ်တွေမဟုတ်ဘူးအသိပညာရသွားတရားနဲ့ယုံကြည်လို့လက္ခဏာမျိုးခုမှမရှိဘူးကိုယ်တိုင်သိလို့လက္ခဏာတွေဖြစ်သွားတယ်ဒီဒါကြောင့်မို့လို့ဒီမိစ္ဆာဒိဋ္ဌိဆိုတာတွေဟာတာမန်နဲ့ဖြစ်လာတာတော့မဟုတ်ဘူးပေါ့ပရာဒေါခောတာတဲ့အာယောနိတုံသတိကာရတဲ့အဲ့ဒီအကြောင်းတစ်ခုကြောင့်ဖြစ်ပေါ်တာ ဖြစ်ပေါ်လာပြီးတော့လူကြီးတွေရဲ့ရှင်တဲ့နှလုံးထဲမှာရောက်လာပြီဆိုလို့ရှိရင်အန္တရာယ်အလွန်ကြီးမားတယ်ဒီအခုပြောရတဲ့နိယတမိစ္ဆာဒိဋ္ဌိ၃မျိုးအကရိယဒိဋ္ဌိနာထိကဒိဋ္ဌိအဟိတုကဒိဋ္ဌိကဲအကရိယဒိဋ္ဌိဆိုတာဘာလဲမူရင်းချမ်းတိုင်ပြောအကရိယဒိဋ္ဌိဆိုတာမူရင်းချမ်းမှာမြတ်စွာဘုရားလက်ချက်တော်က ာပူရဏကတ္တဝကြီးရဲ့ဝါရပူရဏကတ္တဝကြီးရဲ့ဝါရအဲဒီပူရဏကတ္တဝကြီးပြောတဲ့အတိုင်းပဲတခြားသုတ်တန်တွေမှာလည်းမြတ်စွာဘုရားဒီတိုင်းပဲဟောပြတာအဂရိယအယူဝါဒရှိတဲ့ပုဂ္ဂိုလ်ကသူပြောတဲ့အပြောတွေကဘယ်လိုပြောတော့လဲဆိုတော့သူကဒါသူ့ရဲ့တရားလို့ပဲပြောအောင်ပါเนาะသူပြောတဲ့အချိန်ပဲကရောတောကာရယတော ကရောတောကာရယတော်လုံမယ်လုံခိုင်းမယ်အကုသိုလ်တစ်ခုလုံမယ်လုံခိုင်းမယ်ကရောတောနာဂရိယတိပပံအကုသိုလ်မှုကိုလုံတယ်ဆိုတဲ့ပုဂ္ဂိုလ်ဟာသူချင်တဲ့အတိုင်းအကုသိုလ်ဆိုတာလုံလို့မရဘူးတဲ့လုံလို့မရတဲ့အတွက်ကြောင့်ကရောတောအကုသိုလ်ကိုယ်တိုင်လုံပြီမဲ့လို့ကာရယတော်သူများကိုလုံခိုင်းပြီမဲ့လို့အကုသိုလ်ဆိုတာသူစဉ်းစားမှုဖြစ်ပါတယ် ကံကိုငင်းပယ်နေတာเนาะအကုသိုလ်ကံဆိုဖြစ်ကုန်မဖြစ်ဘာလို့မဖြစ်တာရှိမှာမရှိသူကမရှိဘူးလို့ပြောဘုဒ္ဓနာမှာဖြစ်ကုန်မလာဘူးလို့ပြောဒါဘုကရောတောနဂရိယတိပပန်နတ္တိတတော်နိဒာနံပပန်အဲ့ဒါတွေလုံးသည့်အတွက်ကြောင့်အကုသိုလ်ဆိုတာမရှိဘူးတဲ့နတ္တိပပတ္တအာဂမောအဲ့ဒီအကုသိုလ်တွေကိုယ်ရင်နဲ့နှလုံးနဲ့ရောက်လာတယ်ဆိုတာမရှိဘူး ရှိမှမရှိလုံလို့မရဘူးမရှိတဲ့ဟာဆိုရင်ဘာမှလုံလို့မရဘူးလို့ပြောတယ်စိန်တာတော့စေတာပရတော့လူလူတယောက်ကိုလက်ဖြတ်မယ်ခြေဖြတ်မယ်တတ်မယ်ဖြတ်မယ်လို့တို့ဘုတ်တတ်ခိုင်းဖြတ်ခိုင်းမယ်ဘာအကုသိုလ်မှမဖြစ်ဘူးဟောတဲ့လူတွေကိုစိုးရိမ်အောင်လုပ်မယ်စိုးရိမ်အောင်လုပ်တယ် ကိုကိုယ်တိုင်စိုးရိမ်စေအောင်လုပ်တဲ့သူများကိုလုတ်ခိုင်းတဲ့အကုသို့မဖြစ်ဘူးတဲ့။ကုံကုံပြောရလို့ရှိရင်တရားတွေကိုတတ်ချင်တော့တတ်။သူများပစ္စည်းတွေကိုယူချင်တော့ယူ။ဘယ်လိုပဲလူရဲ့တိုက်ခိုက်ပြီးတော့ယူယူ။အဲ့ဒီလူရဲ့တိုက်ခိုက်ယူမှုအကုသို့လို့လူတွေထင်ကြတဲ့ပြစ်မှုတွေကြောင့်တော့အကုသို့ဆိုတာကမှဖြစ်ပါဘူး။ဘလောက်ထိအောင်ဆိုးလို့ဆိုရင်အကရိယာဝါဒက လူသားလက်နဲ့ကြီးထွင်ပြီးတော့လောကမှာရှိတဲ့တသိတ္တဝါတွေအလုံးတတ်ပြီးတော့အသားပုံကြီးပုံထားတောင်အဲ့ဒီပုဂ္ဂိုလ်ကအကုသိုလ်ဆောင်ဖြစ်ဘူးလို့ပြောတာလူစားထဲမှာကိုဒီတိုင်းမဲ့သူခေါ်တာအဲ့တော့လုံးချင်တာလုံးမင်းဘာမှမကြောက်နဲ့ဆိုတဲ့ဝါဒပဲအကုသိုလ်မရှိဘူးမရှိသေးတဲ့အတွက်အကုသိုလ်ကျိုးလဲတာမှမဟုတ်အကုသိုလ်မှမဖြစ်တာအကုသိုလ်ဆိုတာလုံးလုံးကိုရတဲ့အရာမဟုတ်ဘူးလို့ပြောတယ် အကုသိုလ်ကိုသာဒီလိုဟောရလားလို့ဆိုမဟုတ်ဘူးကုသိုလ်ကိုလည်းသူကဒီလိုပဲဟောတယ်ကုသိုလ်လုပ်ချင်ပါတယ်သီလတွေစောင့်ကျင်တော့စောင့်ဒါနတွေလုပ်ချင်တော့လုပ်ကုကျင်သီလတွေထိန်းကျင်တော့ထိန်းကမ္မထမ်းဘာဝနာတွေအထောက်ချင်တော့ထုတ်အဲ့ဒီလုပ်ချင်းကြောင့်နတ်ကြီးတတော်နိဒာနပုံညာအဲ့ဒါတွေလုပ်လို့ကုသိုလ်ဆိုတာမရဘူးနတ်ကြီးပုံညာတအာဂမော ုသိုလ်တရားတွေ